အားလုံးပဲမင်္ဂလာပါဗျာ GDA Football Show YouTube Channel ကနေပြီးတော့ညီကိုတွေအားလုံးကိုပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့အတွက်ညီကိုတို့ကိုသုံးသက်တင်ပြပေးချင်တဲ့ပွဲလေးကတော့ Club Hockey ကျွန်တော်တို့ Group A ရဲ့ဒုတိယပွဲစဉ်ဖြစ်တဲ့ Parmi ရဲ့အသင်းနဲ့ Porto အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဗျာကျွန်တော်ဒီအုပ်စုမှာဆိုလို့ရှိရင် American Club Inter Miami အသင်း Portuguese Club Porto အသင်း Egypt Club AL အသင်းနဲ့ကျွန်တော်တို့ Brazil Club Parmi ရဲ့အသင်းတို့ပါဝင်နေတာတွေ့ရပါတယ်ဗျာဒါမနေ့က အင်တာမီယာအင်တာမီယာမီနဲ့အယ်လီတို့ရဲ့ပွဲစဉ်မှာတော့ဈေးဈေးတေးဈေးဈေးတေးကြရတဲ့အတွက်ကြောင့်ဒီပွဲမှာနိုင်ရတဲ့အသင်းကတော့အုပ်စုပထမနေရာကိုရရှိမှာဖြစ်ပါတယ်ဗျာဒီပြိုင်ပွဲကအုပ်စုအတွင်းတကြောတာရှင်းမြန်ကစားတဲ့ပွဲဖြစ်တာကြောင့်အုပ်စုအတွင်းကျွန်တော်တို့၄သင်းကိုတို့သုံးပွဲပဲကန်ရမှာဖြစ်ပါတယ်ဗျာမနေ့က group A ပွဲစဉ်ရဖွင့်ပွဲမှာတေးရလက်ထွက်ပေါ်ခဲ့တဲ့အတွက်ကြောင့်အယ်လီတင်းနဲ့အင်တာမီယာမီတင်းတို့ဟာရမှတ်တမှတ်စီရရှိထားကြပါတယ်ဗျာ ။ဒါကြောင့်အယ်လီနဲ့အီတာမိုင်ယာမီအတင်းတို့ဟာနောက်ဆင့်တက်ဖို့အတွက်ဆိုရင်လက်ကျန်ပွဲတွေကိုအနိုင်ရရှိအောင်စော်ကားရမှာဖြစ်တာကြောင့်ဒီပွဲမှာဒီပွဲစဉ်ဟာပါမီရဲ့အတင်းနဲ့ပေါ်တိုအတင်းတို့အတွက်အနိုင်ရရှိဖို့အရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ဗျ။ဒါကြောင့်ဒီနှစ်တင်းရဲ့လက်ရှိခြေစမ်းတဲ့တင်းဖောင်တွေအရဆိုရင်လည်းပါမီရဲ့အတင်းကနောက်ဆုံး၅ပွဲမှာ၃ပွဲထိအနိုင်ရရှိထားပြီးတော့နှစ်ပွဲရှုံးနေတာတော့ကျွန်တော်တွေ့ရပါတယ်ဗျ။ပါမီရဲ့အတင်းကတစ်ချိန်ကပေါ်တူဂီပေါ်တူဂီကလပ်ကျွန်တော်တို့ဘရာဂါအတင်းရဲ့နီးပြဟောင်းဖြစ်တဲ့ အဘဖာရဲရကင်တွင်နေတဲ့အသင်းဖြစ်တဲ့အပြင်အခုနောက်ပိုင်းအတုံးများနေတဲ့3 4 1ဆိုတဲ့ formation ကိုအတုံးပြနေတာတွေ့ရပါတယ်ဗျ။ပါမီကလက်ရှိဘရာဒီစီးရီမှာအစင်းလေးနေရာမှာရက်တည်နေပြီးတော့ပွဲစဉ်7ပွဲကစားပြီးချိန်မှာတိုက်စစ်ကတွင်းကို12ကိုတွင်းယူထားပြီးတော့ခန်းစစ်ကလည်းပေးကို8ကိုလောက်ထိပေးထားတာကိုကျွန်တော်တွေ့ရပါတယ်။ပေါ်တိုအသင်းကလည်းနောက်ဆုံးရှင်းမဲ့ကစားရတဲ့9ဝက်မှာ4ဝက်ထိနိုင်ရရှိထားပြီးတော့တပွဲတာလင်းရှင်းနေထားပါတယ်ဗျ။ပေါ်တိုအသင်းပေါ်တိုအသင်းဟာပေါ်တူဂီလိပ်မှာအစင်း3နေရာမှာရက်တည်နေပြီးတော့ပွဲ ွဲစဉ်34ပွဲကစားပြီးချိန်မှာ22ပွဲအနိုင်ရရှိပြီးတော့9ပွဲတည်ကြကကျွန်တော်တို့9ပွဲထိရှုံးနေထားတာကိုတွေ့ရပါတယ်ဗျဒီရှုံးနေထားတဲ့9ပွဲမှာဆိုလည်းအခုလက်ရှိအာဂျင်တီးနားလူမျိုးနီးပြမာတင်အစလမီနီလက်ထက်မှာ18ပွဲကင်ရထားရတာကနေ10ပွဲအနိုင်ရရှိပြီးတော့10ပွဲအနိုင်ရရှိပြီး4ပွဲတည်ကြက4ပွဲထိရှုံးနေထားတာတွေ့တွေ့ရပါတယ်ဗျပေါ်တိုအသင်းရဲ့တိုက်ချက်က34 34ပွဲကံပြီးချိန်မှာ65ဂိုးအထိရရှိထားပေမဲ့ခံစစ်ကပေးဂို30လောက်အထိခွင့်ပြုထားတာအနေထားဖြစ်တဲ့အတွက်ကြောင့် ပေါ်တိုတင်းရဲ့ခန်းစစ်ကလည်းအားနည်းမှုချို့တော့ရှိတယ်အောင်ကျွန်တော်တို့တွေ့ရပါတယ်။ဒါပြီးတော့အခုကျွန်တော်တို့ပြီးလိုင်းကမှာပေါ်တိုအတင်းရဲ့ဒါဦးစားပေးဘုသမာဒီဂိုကော့စတာကဒါမာဆင်အင်ဂျူရီနဲ့မပါဝင်နိုင်ဘူးလို့ဖော်ပြထားပြီးမဲ့လေကျွန်တော်တို့ဒါအနီးကထွက်လာမဲ့လိုင်းကကြာလို့ရှိရင်တော့ဒါပါလာနိုင်မပါလာနိုင်ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါလေဗျ။ဒါကြေးရလဲမြန်မာကြီးကျွန်တော်မြန်မာကြီးစတဲ့ကြီးရလဲပါမီရဲ့အတင်းကဘော်ဒီကိုလေဗယ် body ကို level 20အရှုံးနဲ့စတင်ထားလို့ဘိုးပေါင်းကြီးအနေနဲ့ကလည်းနှလုံးသွင်း55ပြအရှုံးနဲ့စတင်ထားပါတယ်ဗျမလေးကြီးစတဲ့ကြီးကပန်းမီရဲ့အတင်းက level 50 level 50အရှုံးပေးထားသလိုဘိုးပေါင်းကြီးကလည်းနှလုံး50ကြီးနဲ့စတင်ထားတာကိုကျွန်တော်တွေ့ရပါတယ်ခုလက်ရှိပေါင်းကြီးရတော့ပန်းမီရဲ့အတင်းက level 40အရှုံးပေးထားသလိုဘိုးပေါင်းကြီးကလည်းနှလုံး50အရှုံးဖြစ်နေပါတယ်ဗျစတဲ့ချင်းနဲ့လက်ရှိပေါက်သေးရကြည့်ရမယ်ဆိုရင်တော့ကြည့်ရတိတ်ပြီးတော့ပြောင်းလဲတိတ်ပြီးထွေထွေပြောင်းလဲသွားတာမျိုးတော့မရှိဘူးခင်ဗျ။ ဒါပေမဲ့အောက်စုတင်းရှေဘွဲကတေးရလက်ထွက်ပေါ်ခဲ့တာကြောင့်ဒီဘွဲမှာအနိုင်ရရှိတဲ့အသင်းကအောက်စုပထမနေရာမှာရရှိမှာအောက်စုပထမနေရာကိုရရှိမှာဖြစ်တယ်လို့ဒါရှုံးနေသွားတဲ့အသင်းကလည်းအောက်စုအောက်ဆုံးမှာရက်တရမှာဖြစ်ဖြစ်ပြီးတော့ဒါနောက်ဆင့်တက်ဖို့အတွက်ရုန်းကန်နိုင်ရတာကြောင့်ဒီအကူဘွဲကနှစ်သင်းလုံးအနေနဲ့ဒါဂိုးရရှိဖို့တဲ့ကိုအရင်ဆုံးမပေးရရေးကိုတည်ထားပြီးရှင်းရှင်းပြန်ကြမယ်ပွဲလို့ကျွန်တော်အနေနဲ့မြင်မိပါတယ်ဗျ။ body rate level 20ကနေပြီးတော့ level 40အထိဖြစ်သွားတဲ့ body rate ကထိုးသားတွေကို ကျွန်တော်ထင်တော့ပေါ်တိုထိုင်ဖို့ဆွဲဆောင်နေကြီးလို့ကျွန်တော်အနေနဲ့မြင်မိပါတယ်။ဒါကြောင့်ဘူဂီကတည်ကြမယ်ဆိုရင်တော့မှပဲ40အနိုင်နဲ့40အရှုံးကိုပဲပေးစားတာဖြစ်တာကြောင့်ကျွန်တော်အနေနဲ့40အနိုင်40အရှုံးကိုစိတ်ဝင်စားပဲနဲ့ညီကိုရင်းအနေနဲ့ဂိုးပေါ်ဂိုးအောက်ကိုရွေးချယ်တင်တယ်လို့ကျွန်တော်အနေနဲ့မြင်မိပါတယ်။စတဲ့ပေါက်ကြီးစတဲ့ဂိုးပေါင်းကြီးကတော့အာနှလုံး55ပြအရှုံးကနေပြီးတော့နှလုံး50ဖြစ်သွားတဲ့ကြီးကတိတ်ပြီးတော့ထွေထွေထူးထူးပြောစရာတော့မရှိဘူးခင်ဗျ။ ဒါပေမဲ့ body ရင်းနဲ့ခိုးပေါင်းရေးရှင်ပြီးရွေးရမယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့တော့ဒီဘွဲမှာမနေ့ကအုပ်စုဘွဲမှာတည်ရရလက်ထုတ်ပေါ်ခဲ့တဲ့နှစ်သင်းလုံးတည်ရရထုတ်ပေါ်ခဲ့တဲ့အတွက်ကြောင့်ဒီအခုပေါ့ပါမီယန်နဲ့ပေါ်တိုအသင်းတို့ဟာဂိုးများများရဖို့ထက်ဒါဂိုးမပေးရဖို့ကိုပို့ပြီးအာယုံဆိုင်လာနိုင်တာကြောင့်ကျွန်တော်အနေနဲ့ဒီဘွဲကိုဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်ဗျအာကလပ်ဟော့ကက် group A ဘွဲစဉ်ဘွဲစဉ်ဖြစ်တဲ့ပေါ်တိုအသင်းနဲ့ပါမီယန်အသင်းတို့ရဲ့ဘွဲစဉ်ကိုကျွန်တော်ရွေးချယ်မှုအနေနဲ့ကတော့ဂိုးပေါင်းအောက်ကိုရွေးချယ်ပေးပါတယ်ဗျ ဒီကိုရင်နေနဲ့အကြိုက်တူမှလိုက်ကစားပါဗျအကြိုက်မတူလွတ်လပ်ဆိုတာပကံစော်ကစားနိုင်ပါတယ်ဒီကိုရင်နေနဲ့ကျွန်တော်ရဲ့ရွေးချယ်မှုတွေကိုသဘောကျတယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကိုလိုက်ရ subscribe လေးနဲ့ကူညီပေးခဲ့လို့ရပါတယ်ဗျဒီကိုရင်နေဘောလုံးပွဲတွေကိုတိုက်ရိုက်ကြည့်တိုက်ရိုက်စော်ကစားမယ်ဆိုရင်တော့ဒါ UFA ဘက်မှာစော်ကစားလို့ရပါတယ်ဗျဒီကိုရင်နေ UFA ဘက်မှာအကောက်ဖွင့်မယ်ဆိုလို့ရှိရင်တော့ဒါ Telegram ဒါတပွဲ Telegram မှာ Telegram မှာပေါ့နော်ကျွန်တော်ရဲ့ Telegram VIP channel မှာဒါတပွဲကောင်းဝုံးပွဲတွေမောင်းလွဲတွေကို free တင်ပေးနေတာဖြစ်တဲ့အတွက် ယူရီအနေနဲ့ဒါအကောက်ဖွင့်ဆော့ကစားရုံနဲ့ကျွန်တော်ရဲ့ Telegram channel ကို free join ခွင့်ရမှာဖြစ်ပါတယ်။စိတ်ဝင်စားလို့ယူရီနဲ့အကောက်ဖွင့်နေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ Telegram Viber နံပါတ်တွေကိုကျွန်တော် comment မှာချပေးခဲ့ပါမယ်ဗျ။ဗီဒီယိုကိုအဆုံးထိကြည့်ပေးလို့ညီကိုအားလုံးကိုကျေးဇူးတင်ပါတယ်။မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေဗျ။နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်။